ားလုံးပဲမင်္ဂလာပါ Recap Entertainment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇာတ်လမ်းလေးစမှာတော့နိုင်ငံတော်ကိုအင်အားတောင်းတင်းစီဖို့အတွက်ဧကရင်မင်းကတင်းကျပ်တဲ့နိုင်တွင်အဆောင်ရှောက်ဖွဲ့တစ်ခုကိုတီထောင်ခဲ့ပါတယ်အဲ့ဒီဖွဲ့စည်းကမိဘမဲ့ကလေးတွေကိုစုဆောင်းပြီးတော့ရက်ဆက်ကြမ်းကြုတ်တယ်လေးချင်းမှုတွေပေးပြီးတော့အထူးဖွဲ့စည်းထားတာပါအဲ့ဒီဖွဲ့စည်းကိုတော့ကြမ်းကြီးဝေလို့ခေါ်ပါတယ်တိုင်းပညာတော်ဆုံးသူကိုဓာမှုချုပ်ဖြစ်ခန့်ရပြီးတော့သူ့ရဲ့တရားဝင်ဘွဲ့နာမည်ကတော့အဇူရာနဂါပါသူ့ရဲ့နာမည်ကတော့ချင်းလုံဖြစ်ပါတယ် ီမိမမဲ့ကလေးတွေကဘရင်ရဲ့အုပ်ချုပ်မှုအောက်မှာနိုင်ငံတော်ကိုကာကွယ်နိုင်ခဲ့ပေမဲ့ကိုကျင်တရားပြစ်ပြတယ်။ဧကရစ်နဲ့တွေ့တဲ့အခါမှာတော့လူတွေကိုခြောက်လန့်စေခဲ့ပါတယ်။ဒီအဖိုးကြီးကတော့ဧကရစ်ရဲ့ဦးကြီးတော်ဖြစ်တဲ့မင်းသားချင်းပါအရင်ကပုံကံမှုတစ်ခုကိုပြုလုပ်ခဲ့ပေမဲ့မအောင်မြင်မဲနဲ့ခြေထောက်တီဖြတ်ခံထားရပြီးတော့နေဇက်ကိုဖြီးနေနံပေးခြင်းခံထားရပြီးမြို့တော်ကိုဝင်ဝင်ပြုမထားပါဘူး။ဒါကိုမချေနဲ့တဲ့မင်းသားချင်းကဂျာကုံကုံနဲ့ပူပေါင်းပြီးတော့ဘရင်ကိုဖြုတ်ချဖို့ကြံစီခဲ့ပါတယ်။ဂျာကုံကုံက ချင်းလုံကိုနန်းရင်းရဲ့တစ္ဆေပေါက်စီရင်ကိုကင်ဆောင်ထားတယ်လို့ဆိုတဲ့အမတ်ရှောင်းဆန်းရံကိုတပ်ဖို့အမိန်ပေးလိုက်ပါတယ်။နန်းရင်းတစိပြားကြောင့်ချင်းလုံကချက်ချင်းပဲတာဝန်ထမ်းဆောင်ဖို့ထွက်သွားခဲ့ပါတယ်။မကြခင်ပါပဲ။ကျန်းချီဝေတပ်ဖွဲ့ဝင်တွေကအတိုင်မင်ငံဝင်မင်းရဲ့အိမ်ကိုရောက်လာပြီးတော့ရှောင်းဆန်းရံကသူ့သားနဲ့ဇနီးကိုအရင်ထွက်သွားခိုင်းလိုက်ပါတယ်။ရှောင်းဆန်းရံစာကြည့်ခန်းထဲကိုပြေးဝင်သွားတဲ့အချိန်မှာတော့ချင်းလုံနဲ့တွေ့ပြီးတော့ချင်းလုံကအနီးနားကကိုရံတော်ဆက်သားတွေကိုတခဏတွင်းမှာပဲတပ်ပစ်လိုက်ပါတယ်။ချင်းလုံကရှောင်းဆန်းရံရဲ့သားကိုဖမ်းဆွဲပြီးတော့ချိန်ချောက်လိုက်တော့သူကအလံတရားနဲ့ ်တစ်တာတလုံးကိုထုတ်ယူလိုက်ရင်ကျမ်းမြင်ပေါ်ကိုခလုတ်တိုက်ပြီးလဲကျသွားပါလေချင်းလုံးကရှောင်းဆန်းရန်ခြင်ထားတဲ့အရာကဧကရေရဲ့နဂါးတစ်စိတ်တော်ဖြစ်နေတာကိုတွေ့လဲရပါလေဒါကကြာကုန်းကုန်းကမင်းသားချင်းအတွက်ပုံကံဖို့ကိုချိုးတင်ပြင်ဆင်ပြီးခိုးယူဖို့ကြံစည်နေတဲ့အရာဖြစ်ပါလေရုတ်တရက်နောက်ခနေပြီးတော့မြားပေါင်းများစွာပြန်ထွက်လာပြီးတော့ရှောင်းဆန်းရန်ကိုထိမှန်သွားပါလေရှောင်းဆန်းရန်ရဲ့သားကိုကဲတင်ဖို့ကြိုးစားရင်းနဲ့ချင်းလုံးကလည်းဓားနဲ့ထိုးခံလိုက်ရပြီးနဂါးတစ်စိတ်တော်အခိုးခံလိုက်ရတာကိုကြည့်နေခဲ့ရပါလေ ။ကျန်းကြီးဝေဖွယ်တဲ့ကတယောက်ကသစ္စာဖောက်ပြီးတော့ချင်းလုံးအပေါ်ကိုအပြစ်ပုံချခဲ့တာပါ။အဖမ်းခံလိုက်ရတယ်။သူ့ရဲ့ညီကိုတွေကတော့ကျူချွဲနေဘိုင်ဝူလို့ဖြစ်ပါတယ်။သစ္စာဖောက်ကတော့ရွှေလုံဖြစ်နေတာကိုတီးလိုက်ရပါတယ်။ရွှေလုံကကျန်းကြီးဝေရဲ့ထိတ်တန်းပုံမှုကြောင့်ဖြစ်ချင်တာကြောင့်ကြာကုန်းကုန်းရဲ့စကားတွေကိုနားယောင်ပြီးတော့သူ့ရဲ့ညီကိုတွေကိုတတ်ခဲ့တာပါ။အရန်ကိုဒေါသထွက်နေတဲ့ကျူချွဲကသူ့ရဲ့ခြေထောက်နားကဓားကိုဆွဲယူပြီးတော့တန်ကြိုးတွေကိုအားကုန်ဆွဲပြီးရွှေလုံနဲ့ခဏတာတိုက်ခိုက်ခဲ့ပါတယ်။ကြာကုန်းကုန်းကမီးလောင်ရလေးပေးလောက်တာကြောင့်ရောကျူချွဲရဲ့တိုင်းပညာက ရွေလုံးထက်နှိမ့်နာကြောင်ရောကြောင်မလို့ချူးချွဲကရွေလုံးရဲ့လက်ချက်နဲ့အလွယ်တကူပဲတတ်ခံလိုက်ရပါတယ်။နောက်တစ်လဲကတော့ဘိုင်းမူပါသူ့ရဲ့မျက်နှာမှာဒေါသတွေပြည့်နေပြီးတော့လက်စားချေဖို့ဆုံးဖြတ်ထားတဲ့အတိုင်းဓားကိုဆွဲယူတန်ကျိုးတွေကိုဖြတ်ပြီးတော့ရွေလုံးစီကိုပြေးဝင်သွားပါတယ်။သူကရွေလုံးကိုလှင်မြန်သွားတဲ့ဓားနဲ့ထိုးလိုက်ပါတယ်။ပိုင်ဝူကတိုင်တလုံးကိုတွန်းလှဲလိုက်တာကြောင့်စစ်သားတွေအထိတ်တလန့်ဖြစ်သွားတဲ့အချိန်မှာပဲကြာကုန်းကုန်းကိုပြေးတက်ဖို့ကြိုးစားနေမှာပဲရုတ်တရက်တိဘက်အမျိုးသမီးတယောက်ပေါ်လာပါတယ်။သူမရဲ့နာမည်ကတော့ထော့ထော့ဖြစ်ပြီးတော့မင်းသားချင်းရဲ့သမီးပါ သူမရဲ့တိုင်းပညာကဘိုင်ဦးထက်အများကြီးပိုပြီးတာလုံနေတာကြောင့်မကြခင်ပါပဲဘိုင်ဦးကသူမရဲ့လက်ချက်နဲ့တေဆုံးသွားပါတော့တယ်ချေးလုံးတယောက်တည်းသာဒဏ်ရာပြင်းထန်စွာနဲ့လွတ်မြောက်သွားပါလေဒီနေရာကတော့တရားမျှတမှုအဆောင်ရှောက်ဖွဲ့ရဲ့နေပြီပါချင်းလုံကသူတို့တကားကိုလာခောက်ပြီးတော့ငွေ300တန်းချက်လက်မှတ်တစ်စောင်ကိုပေးပြီးတော့အလုပ်ပြီးရင်နောက်ထပ်300ပေးမယ်လို့ပြောပြီးတော့မေးမြောသွားပါတော့တယ်။နောက်နေ့မနေ့မှာသူတို့ကသူတို့ရဲ့သမီးကိုသူ့ရဲ့ခင်မုန်းလောင်းအိမ်ကိုပို့ဖို့အကြောင်းပြချက်နဲ့မြို့ပြင်ကိုထွက်ဖို့စူးစမ်းကြပါလေ မြို့တကာဝမှာအဆောင်တွေကချင်းလုံကိုဖမ်းဖို့အတွက်တင်းတင်းကြပ်ကြပ်စောင့်ကြပ်နေကြပါတယ်အတိမိတ်ဆွေဖြစ်နေတာကြောင့်ဘုံမူးကသူ့ကိုငွေနေနဲ့ပေးလိုက်တော့နင်းနေပါပါဆစ်ဆေးပြီးတာနဲ့သူတို့ကဘေးကင်းကင်းနဲ့မြို့တွေကနေထွက်လာနိုင်ခဲ့ပါတယ်မြို့ပြင်ကိုရောက်တော့သူတို့ကကြောက်ကဘာတစ်ခုမှာအတူစားတောက်ဖို့ခဏရန်နာလိုက်ပါတယ်စားတောက်နေလုံးမှာပဲရုတ်တရက်လူတစုပေါ်လာပါတယ်သူတို့ကသူတို့တိမ်ငက်လက်သေးခိုင်းလို့ခေါ်ပါတယ်အဲ့ဒီအဆောင်ရှောက်ဖွဲ့ကိုအရင်ဆုံးငွေ80ပေးဖို့တောင်းပြီးတော့သူတို့ရဲ့အလံကိုနင်းချေခဲ့ပါတယ်မခံမရနိုင်ဖြစ်သွားတယ်ချောင်းဝါတယောက်သူတို့ကိုကန်ကြောက်ပြီးတော့အလံကိုပြန်ယူလိုက်ပါတယ် အဲ့ဒါနဲ့တိုက်ခိုက်မှုပြင်ဆင်နေသေးမှာပဲဘယ်ကရောက်လာမှန်းမသိသေးချက်ပေါင်ကင်ထားတဲ့သူရောက်လာပြီးတော့သူတို့ကိုဝင်ရောက်တိုက်ခိုက်ပါတော့တယ်အဇူရာနှကားချင်းလုံးကချက်ပေါင်တစ်ချောင်းနဲ့အေးစိတ်တည်ငြိမ်စွာထွက်လာပြီးတော့လက်တဖက်ထဲနဲ့သူတို့ကိုလဲကျသွားအောင်တိုက်ခိုက်လိုက်ပါတော့တယ်အဲ့ဒီလူကသူ့ကိုသူခေါင်းဆောင်လို့ကြွေးကြတော့သူ့ကိုချက်ရိုးတစ်ချောင်းထည့်ကြွေးလိုက်ပြီလေရုတ်တရက်သူကချင်းလုံးရဲ့ကိုဘော်ကတစိပြားကိုမြင်သွားပြီးတော့ချင်းလုံးကကျန်းကြီးဝေဖွဲ့ကမှတည်သွားတော့သူတို့အမြန်ဆုံးထွက်ခွာသွားပါတော့တယ်အဲ့ဒီတစိပြားကိုထုတ်ပြလိုက်တာကြောင့်လေနန်ရင်တက်တွေကသူ့ကိုလိုက်လံဖမ်းဆီးကြပါပြီ။ သူတို့တင်းချိုင်းကူတွေပြည့်နေတယ်လမ်းတစ်ခုကိုရောက်တဲ့ခါမှာတော့တစ်တုံးတုံးကပိတ်ဆို့ခံထားရပါတယ်လူတိုင်းကလမ်းရှင်းဖို့ဆင်းသွားတဲ့ချိန်မှာရုတ်တရက်နန်းရင်းတက်တွေပြေးဝင်လာပြီးတော့သူတို့ကိုဝိုင်းထားလိုက်ပါတော့တယ်နန်းရင်းတက်တွေကချင်းလုံးကလှဲထဲမှာရှိရထင်ပြီးတော့လှဲစီကိုချင်းကက်လာပါတယ်လှဲတကားကိုဖွင့်လိုက်တဲ့ချိန်မှာပဲရုတ်တရက်လက်နက်တစ်ခုကပြန်ထွက်လာပြီးတော့စစ်သားနှစ်ယောက်ကိုတတ်လိုက်ပါတယ်ချင်းလုံးကတော့ကောင်းကင်ဘော်ကပေါ်လာတာပါပြီးတာနဲ့တောက်လျှောက်တိုက်ခိုက်ပါပြီအဝေးကမြားနဲ့လှမ်းပစ်တဲ့ချိန်မှာချောင်းဝါကချင်းလုံးကိုကူညီချင်လုံးလို့ပြေးထွက်လာခဲ့ပါတယ် ချင်းလုံကမစွိုင်းမတော့ပဲချောင်းဝါရဲ့ခါကိုပွေ့ဖက်လိုက်ပြီးတော့သူတို့နှစ်ယောက်ပေါင်းတိုက်လိုက်တယ်တိုက်ကွက်တွေကကခုံနေသလိုကိုလှပနေတာပါသူတို့သွားတဲ့နေရာတိုင်းမှာစစ်သားတွေအားလုံးသိဆုံးကုန်ပါတယ်တစ်ချိန်တည်းမှာပဲကောင်တလာဖုန်းတစ်ခုပြန်ဝင်လာပြီးတော့နောက်ကနေသပင်းရှိရှိနဲ့ညစ်ပတ်နေတဲ့လူတယောက်ပေါ်လာပြီးတော့ချင်းလုံစီကိုတဲတမ်းမက်မက်ပြန်ဝင်လာပါတော့တယ်ဒါပေမဲ့ချင်းလုံကတော့ဇက်လိုက်ကျော်ဖြစ်တာမို့တေဘေးကနေလွတ်မြောက်ခဲ့ပါတယ်ဒါကန်ရတာညင်းငွေလာလို့လက်မလာနဲ့တိုက်ခတ်ကြပါပြီနောက်ရောက်လာတဲ့သူကတော်တော်ကိုတန်ပါပါတယ်လူနှစ်ယောက်တိုက်ခိုက်တာဘာမှမဆိုင်တဲ့မြင်းကတော့ပလိန်ကြီးအရိုက်ခံလိုက်ရပြီးတည်သွားရပါတယ် ခဏကြာတိုက်ခိုက်ပြီးတဲ့နောက်မှာဇက်လိုက်ကတော့အမြဲတမ်းနိုင်စင်မြဲပါပဲချင်းလုံကစစ်သားတယောက်ကိုချင်းချောက်ပြီးတော့စစ်ဆေးမင်းမြန်လိုက်တဲ့ခါမှာတော့သူ့ကိုလိုက်လံဖမ်းဆီးချင်နေတဲ့သူကယွင်းလုံဖြစ်ကြောင်းကိုသိလိုက်ရပါတယ်ပြီးတော့ချင်းလုံကခေါင်းဆောင်ရဲ့သမီးကိုတစားကန်ဖြစ်သုံးပြီးတော့သူ့ကိုလိုက်နေတဲ့သူတွေကိုမျက်စိလည်အောင်လုပ်ဖို့ပြောလိုက်ပါတယ်သုံးရက်ကြာမှာကော်တွန်ရွာကိုလာခဲ့ဖို့ပြောပြီးတော့ခေါင်းဆောင်ရဲ့သမီးခြောင်ဝါကိုခေါ်ပြီးတော့ထွက်သွားပါတော့တယ်အလုပ်ပြီးရင်သမီးကိုပြန်ပေးမယ်လို့ပြောပါတယ်ခဏကြာသွားပြီးတဲ့နောက်မှာတော့ချင်းလုံကလမ်းမေးမှာအပေါ်သွားဖို့ရက်လိုက်ပါတော့တယ် ီအခွင့်အရေးကိုအတုံးချပြီးတော့ခြောင်ဝါကထွက်ပြေးဖို့ကြိုးစားပေမယ့်မလွတ်ပါဘူး။ညဘက်ရောက်တော့ယောက်ျားတစ်ယောက်နဲ့အတူရှိနေရတာကြောင့်သူမကိုကိုကာဝယ်ဖို့အတွက်ဒုတ်တချောင်းကိုပြင်ဆင်ထားရပါလေ။အဲ့ဒါနဲ့ချင်းလုံကသူမကိုစောင့်ချုံပေးဖို့လာတဲ့ချိန်မှာပဲသူမကတော့ခေါင်းကိုကွဲသွားအောင်ရိုက်လွှတ်လိုက်ပါတော့တယ်။နောက်နေ့နဲ့မှသူတို့နှစ်ယောက်မနက်စာသွားစားကြပါလေ။ဟင်ပွဲတွေအများကြီးမှားလိုက်ပေမယ့်ပတ်စံရှင်းချင်းရောက်တဲ့အခါမှာတော့နှစ်ယောက်သားကြောင်တောင်တောင်ဖြစ်သွားပါတော့တယ်။ဘာလို့လဲဆိုတော့ပတ်စံမပါကြလို့ပါ။ ကချားနီလမ်းမရှိတော့တဲ့ခါမှာတော့ချင်းလုံကသူ့ရဲ့တစိပြားကိုပေးပြီးတော့ပတ်ဆက်ရှင်းခဲ့ရပါတော့တယ်။သူတို့အနီးနားကတဲဟူဝန်တစ်ခုကိုသွားပြီးတော့ရေဘူးဆန်းမှာစိန်ကြပါလေ။သူတို့ရဲ့အတိတ်ကအကြောင်းတွေကိုပြန်ပြောပြရင်းနဲ့ချင်းလုံကသူ့နဲ့သူ့ညီကိုတွေအချင်းထောင်ထဲမှာအပိတ်ခံရပြီးတော့အစားအစာတွေအချင်းချင်းတိုက်ခိုက်တက်ဖြတ်ခဲ့ရတဲ့အတိတ်ကိုပြန်လည်အမှတ်ရနေမိပါလေ။ကြံကြီးဝိတ်ဆိုတာပြန်လည်မရှိတဲ့လမ်းတစ်ခုပါ။အကြောင်းရင်းကိုမတိပဲတက်ဖြတ်ရတယ်။အချိန်နေရာပြတ်မှတ်ကိုပဲတိဖို့လိုပါလေ။ တာဝန်ပြီးမြောက်ခြင်းကကျင်းကြီးဝေရဲ့တခုသေးသောအထွတ်မြတ်ထားရာဖြစ်သလိုကျင်းကြီးဝေရဲ့ဝမ်းနည်းဝေကောင်းတဲ့ဇလံတစ်ခုလည်းဖြစ်ပါတယ်။သူတို့အရင်ကစားတော့ခဲ့ဘူးတဲ့တက်ခိုကမ်းမှာတော့ထော့ထော့ရောက်နေပါတယ်။သူမကချင်းလုံရဲ့ဒစိပြားကိုတွေ့သွားပါတော့တယ်။ချင်းလုံရဲ့ဒစိပြားကအဲ့ဒီစားတော့ဆိုင်ပိုင်ရှင်ရဲ့သားမှာဝှစ်စင်ထားတာကိုတွေ့ရတော့သူမကအမြန်ဆုံးလိုက်ရှာပါတော့တယ်။ချင်းလုံကချောင်းဝါကိုအဝတ်စားတွေဝယ်ပေးပြီးတော့ယောက်ျားတစ်ယောက်လိုဟန်ဆောင်ခိုင်းလိုက်ပါတယ်။ပြီးတော့သူမကိုစားတောင်ပေးပြီးတော့ကြားကုန်းကုန်းကိုသွားရှာခိုင်းလိုက်ပါတယ်။ချောင်းဝါကအတွေးမှာချင်းလုံအဖြစ်ဟန်ဆောင်ရင်းနဲ့ စစ်သားတွေနဲ့စကားပြောနေပါတယ်။ချင်းလုံကတော့ငကားတစိတော့ဘယ်ရောက်နေရလဲဆိုတာစုံစမ်းဖို့အခွင့်အရေးရအောင်စစ်သားတွေကိုအာယုံလွှဲပေးတဲ့ရည်ရွယ်ချက်နဲ့ပါအလုပ်ပြီးတော့သူကချောင်းဝါကိုခေတင်ဖို့ရောက်လာပါတယ်။သူကဒီနေ့မှာဂျာကုန်းကုန်းတို့ငကားတစိတော့လဲလဲမှုရှိတယ်ဆိုတာကိုသိထားပြီးတော့အခြေအနေကိုအမြင့်ကနေစောင့်ကြည့်နေပါတယ်။အဲ့ဒီအချိန်မှာပဲချောင်းဝါကလမ်းသွားလမ်းလာတယောက်လိုဟန်ဆောင်ပြီးတော့အလှပကိုအသုံးပြုကစစ်သားတယောက်ရဲ့အာယုံကိုဆွဲဆောင်ပြီးတော့ချင်းလုံအတွက်ကပ်ပြားတစ်ခုကိုရယူပေးခဲ့ပါတယ်။သူတို့တူတူဘိုက်ပြအောင်စားကြပါလေ။ အစားအစာရှိမှသာအသိဉာဏ်ပွင့်လိုင်းနိုင်မှာကိုရုပ်တရက်အပြင်ကနေလူတစုရောက်လာပါတယ်အဝတ်စားခတ်ပါပါဝတ်ထားတဲ့သူကတော့တဲခဏာရသခင်ဖြစ်ပြီးတော့တိတ်ငှက်ခိုင်းရဲ့ခေါင်းဆောင်ပါအဲ့ဒီလူတစုကတဲခုခန်းကိုဝိုင်းထားပြီးတော့ချင်းလုံကိုစိန်ခေါ်ခြင်းနေပါတယ်သူတို့တွေအချင်းချင်းစိန်ခေါ်ပြီးတော့တိုက်ခိုက်ကြပါတော့တယ်အကျွေးစီမလဲခင်မှာနှစ်ယောက်သားအနိုင်ရှုံးခွင့်နိုင်သွားပါပြီဓာတ်ထုတ်ပြီးခုတ်မဲ့ချိန်မှာပဲဆွေးနွေးဖို့ကိုချင်းလုံကပြောလိုက်ပါတယ်လင်းယုံခိုင်းကကုံတဲ့ရင်နန်းစီကငွေကိုလူရက်ချင်းပြီးတော့ချင်းလုံကတော့သူတို့လဲလဲမဲ့အရာဖြစ်တဲ့ငကားတစိမ့်တော်ကိုပဲရယူလိုပါတယ် သူတို့ပူပေါင်းဆောင်ရွက်ဖို့နောက်ဆုံးမှာတော့ဆုံးဖြတ်ချက်ချလိုက်နိုင်ပါပြီ။မအောင်မြင်ရင်ချင်းလုံကကိုကိုကိုတက်သေးပါမယ်။သူရယူလိုတာကငကားတသိတော်တစ်ခုတည်းမဟုတ်ပဲနဲ့သူ့ရဲ့ဂုံသိခါလဲပါဝင်လို့ပါ။ချောင်းဝါကိုပါဝင်ပတ်သက်စင်စိတ်မရှိတာကြောင့်ချင်းလုံကသူမကိုငွေ300ပေးပြီးတော့အနာခက်ရဲ့သူတို့သားလောင်းကိုရှာဖို့ပြောလိုက်ပါတယ်။ကောင်မလေးကတော့မျက်ရည်တွေလဲနေပါပြီ။သူတို့ကအုံချရလို့ပြောနေပေမဲ့တယောက်နဲ့တယောက်တန်ဟုံးစင်ကရှိနေကြပြီလေ။သူမခွဲခွာဖို့စိတ်မတင်မကြနဲ့ထွက်သွားရပါတယ်။မီရှူမီပန်းနေမလွတ်ခင်မှာချင်းလုံကတိုက်ခိုက်ခြင်းစိတ်ရဖို့အတွက်ကြံနေတဲ့ဝိုင်ကိုမောတော့လိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲသူ့အစီအစဉ်ကိုတည်နေတယ်လို့ပဲထော့ထော့ပေါ်လာပြီးတော့ချင်းလုံကိုမသွားနိုင်အောင်တားဆီးဖို့ချင်းကပ်လာပါတယ်။မီရှူမီပဲလွှတ်ချိန်ရောက်တော့သူမကချင်းလုံကိုတန်ကျိုးနဲ့စပြီးတိုက်ခိုက်ပါတော့တယ်။သူတို့တွေတဲခိုကံပြစီသွားတဲ့အထိပြင်းထန်နဲ့တိုက်ပွဲတစ်ခုကိုဆင်နွှဲကြပါတယ်။နောက်ဆုံးမှာတော့ထော့ထော့ကလွမြောက်ဖို့နဲ့ပုံကောင်းဖို့လက်ဝဲတစ်ခုကိုသုံးလိုက်တာကြောင့်ချင်းလုံတယောက်မျက်စိတွေလဲသွားပါပြီ။သူမနဲ့ဆော့ကစားဖို့အချိန်မလုံတော့တာကြောင့်ချင်းလုံကသူ့ရဲ့ဓာတ်တက်တာတွေကဆက်တစ်ခုကိုဖွင့်လိုက်ပြီးတော့ထော့ထော့ရဲ့ခြေထောက်ကိုတိုက်ခိုက်ပြီးတော့လင်းမြန်သွားပဲထွက်ခွာသွားပါတော့တယ်။ ချားကုန်းကုန်းနဲ့မင်းသားချင်းရဲ့လူတွေလဲလဲမှုကစတင်ပါပြီ။မင်းသားချင်းရဲ့လူတွေကချားကုန်းကုန်းကိုရွှေတွေအများကြီးပေးပြီးတော့အလဲလဲအနေနဲ့ချားကုန်းကုန်းကသူ့ကိုငကားတစ်စိတ်တော့ပေးရမှာပါ။အဲ့ဒီချိန်မှာချင်းလုံကအတွင်းကိုအောင်မြင်စွာခုံဝင်နိုင်ခဲ့ပါတယ်။မင်းသားချင်းကလည်းစာကိုပြင်ဆင်ပြီးတော့နိုင်ငံထဲကိုငွေရောက်တဲ့သူ့လူတွေကိုထောက်ခံချက်စားတဲ့အောင်ဖြစ်အောင်ပြောင်းလဲချင်နေပါတယ်။အဲ့လိုပြောင်းလဲတာကတော့တစ္ဆာဖောက်မှုဖြစ်တာကြောင့်ချားကုန်းကုန်းကသဘောမတူပါဘူး။သူကရွှေလုံကိုငကားတစ်စိတ်တော့ကိုပြန်ယူခိုင်းလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရွှေလုံကတစ္ဆာဖောက်ပြီးတော့ချားကုန်းကုန်းကိုတိုက်ရိုက်တက်ပြလိုက်ပါတော့တယ်။ အချက်ပြလိုက်တာနဲ့တိတ်ငတ်ခိုင်းကတပ်အားလုံးကိုတိုက်ခိုက်ဖို့ပြေးဝင်လာပါတယ်။တဲကန္နာရသခင်ကအဆောင်ကင်းထဲကိုဖောက်ခွဲပစ်တဲ့မိုင်းမုံတွေပစ်လွတ်ပါတယ်။ညီကိုတွေပေါင်းပြီးတော့ဂိတ်တကားကိုမိုင်းခွဲပြီးတော့ဝင်ရောက်သွားပါတော့တယ်။စစ်သားတွေပြေးထွက်လာတော့ဓာတ်တစ်ချက်ရဲရုံနဲ့စစ်သားတွေကတိုက်ဆုံသွားပါပြီ။အဲ့ဒီချိန်မှာပဲအတွင်းကချင်းလုံကလည်းစပြီးလှုပ်ရှားပါပြီ။ချင်းလုံကိုမြင်တော့ရွှေလုံတစ်ယောက်ကြောက်လန့်သွားပါတယ်။ချင်းလုံကရွှေလုံကိုရက်တက်ဖို့ပြောပြီးတော့သူ့ခြေလန်းနေတိုင်းမလိုက်ဖို့ကြံပေးပါတယ်။အဲ့ဒီချိန်မှာခန္ဓာရသခင်ပေါ်လာပြီးတော့စစ်သားတွေကိုအနိုင်တိုက်လိုက်ပါတယ်။ ယွန်းလုံကတော့သူ့ရဲ့တိုင်းပညာကချင်းလုံလောက်မကောင်းပါဘူးဘလို့ပဲခုခံတွန်းလှန်ပါစီသူသားကချင်းလုံလက်ချက်နဲ့ကျိုးသွားပါတော့တယ်ယွန်းလုံကချင်းလုံကိုငကားတစိုက်တော့ပြစ်ပေးပြီးတော့ထွက်ပြေးသွားပါတယ်ပေကနာယသခင်ကလည်းဓားပြန်တဲ့ဝင်းသားချင်းရဲ့လူကိုတတ်ပြစ်လိုက်ပါတော့တယ်ရွှေရီအများကြီးရှိနေပေမဲ့ချင်းလုံကတပြားတစ်ချက်မှမယူဘဲနဲ့အားလုံးကိုတဲကနာယသခင်ကိုပေးလိုက်ပါတယ်တဲကနာယသခင်ကချင်းလုံအတွက်ကိုလှဲတစည်းပြင်ဆင်ပေးထားပါတယ်လေစီကိုသွားတဲ့အချိန်မှာပဲချောင်းဝါကလည်းအဲ့ဒီမှာရှိနေပြီမဲ့ထော့ထော့ရဲ့ထင်းကျုံမှုအောက်ကိုရောက်နေပါပြီ သူမကချင်းလုံကိုချောင်းဝါနဲ့လဲလဲဖို့နဂါးတစိတော်ကိုလက်လွှဲပေးဖို့ဖိအားပေးပါတယ်ချင်းလုံကနိုင်ငံတော်ကိုကယ်တင်ဖို့ကောင်မလေးကိုထားခဲ့မယ်လို့ထင်နေခဲ့ပေမဲ့သူကတော့ထော့ထော့ကိုနဂါးတစိတော်ပေးပြီးတော့ကောင်မလေးကိုပဲကယ်တင်လိုက်ပါတော့တယ်ဘဲကန္နာယသခင်ရဲ့အဖွဲကလည်းချင်းလုံကိုထော့ထော့လိုက်လံဖမ်းဆီးနေမှသိပါတယ်သူတို့ရဲ့မြောက်ပိုင်းဒဲကန္နာယကညီကိုတွေကမင်းသားချင်းရဲ့နန်းတော်မှာစစ်ချင်ညာပြီးတော့စစ်သားတပေါင်းကိုအသိမ့်ပြင်ထားတယ်လို့လည်းသတင်းပို့လာပါတယ်နန်းတော်ဘက်မှာလည်းအရန်ကိုရှုပ်ထွေးနေပါပြီနဂါးတစိတော်ပျောက်ဆုံးမှုအတွက်အတိုင်းမင်းငံအမတ်မိသားစုကိုအချင်းထောင်ထဲမှာချုံနောက်ထားပြီးကွပ်မျက်ဖို့ဆောင်စားနေတာပါ တဲကနာယသခင်ရဲ့အဖွဲ့ကချင်းလုံကိုသူ့နဂါးတသိတော်နဲ့ဂုံသိခါပြန်ရအောင်ကူညီဖို့အစီအစဉ်ဆဆွဲပါတော့တယ်။ချင်းလုံကဒီနောက်ဆုံးတိုက်ပွဲအတွက်စိတ်ပိုင်းဆိုင်ရာအရာပြင်ဆင်ထားပြီးသားပါ။သူကခြောင်ဝါကိုနှုတ်မဆက်ပဲထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။လူတိုင်းကိုမပတ်သက်စီပဲတယောက်ထက်တိုက်ခိုက်မှာပါ။ဒါပေမဲ့မမျှော်လင့်မဲ့ခြောင်ဝါကသူ့ရှေ့မှာရက်နေပြီးတော့သူ့အဖေရဲ့အဆောင်ရှောက်ဖွဲ့ကညီကိုတွေလည်းအများပြားရှိနေပါတယ်။သူတို့ကချင်းလုံကိုကူညီဖို့ရောက်လာကြပြီးတော့သူ့ကိုတယောက်ထက်တိုက်ခိုက်ခွင့်မပေးဘူးဆိုပြီးတော့ပြောကြပါတော့တယ်။သူတို့ရဲ့တိုင်းပညာကမကောင်းပေမဲ့လမ်းကြောင်းမှာတော့အရေးကြီးနေကြရတယ်လေ။ အဲ့ဒါနဲ့သူတို့ကအတူတူထွက်လာခဲ့ကြပါတော့တယ်ထော့ထော့ကငကားတစိတ်တော်ကိုမင်းသားချင်းစီကိုယူဆောင်သွားဖို့လမ်းမှာမင်းသားချင်းရဲ့အကူအညီပေးမဲ့တပ်ဖွဲ့နဲ့တွေ့ဆုံပါတော့တယ်သူတို့အားလုံးရှေးဟောင်းမျိုးတော်တွေကိုဝင်ရောက်သွားကြပါတယ်အဲ့ဒီနေရာမှာချင်းလုံကရွေလုံးရဲ့အဖွဲ့နဲ့ဂျုံတွေ့နေရပါတယ်ချင်းလုံကသူတို့ကိုဓမြောင်နဲ့ချောင်းနဲ့တိုက်ခိုက်ပါတယ်ပြီးတာနဲ့ထွက်ပြေးသွားတာပါရည်ရွယ်ချက်ကတော့တိုင်းပြည်ညာအမြင့်ဆုံးဖြစ်တဲ့ထော့ထော့ကိုအဖွဲ့နဲ့ဝေးရကိုဆွဲဆောင်ပြီးတော့ငကားတစိတ်တော်ကိုခိုးဖို့ပိုလွယ်ကူအောင်လုပ်ဖို့ပါ လူချင်းလဲပြီးတော့ချောင်းဝါကချင်းလုံဟန်ဆောင်ပြီးတော့ထော့ထော့ကိုခေါ်သွားတာပါ ရွင်လုံးရတက်တွေရှေ့ဆက်သွားချိန်မှာပဲလမ်းပိတ်နေတဲ့ကြောက်တုံးထုတတဲ့နေရာတစ်ခုကိုတွေ့ပါတယ်။အဲ့ဒီနောက်မှာချင်းလုံးကပြန်ပေါ်လာပြန်ပါတယ်။ရွင်လုံးကစစ်သားတွေကိုမြင်းမော်ကဆင်ခိုင်းပြီးတော့လိုက်လံဖမ်းဆီးခိုင်းမှာတော့တယ်ရွင်လုံကသူ့တက်ကိုကြောက်ကဘာဆုံးတီလိုက်လံဖမ်းဆီးခိုင်းချိန်မှာပဲသူ့ရဲ့ခေါင်းပေါ်မှာထောင်ချောက်တွေအများကြီးရှိနေမှမသိပါဘူး အဆောင်ရှောက်ခွဲကတော့အမြင်ဖုံးလွှမ်းစေမဲ့မိဘိုးလိုမိုင်းမုံတွေပြစ်ချတဲ့အခါမှာတော့လူခွဲသွားတဲ့ရွေးလုံးရတက်ဖွဲ့တွေကအမြင်မှားပြီးတော့အချင်းချင်းတက်ဖြတ်ကြပါတော့တယ်တက်ဖြတ်ပြီးတဲ့နောက်မှာအဆောင်ရှောက်ခွဲကကြောက်တုံးတွေကိုလှိမ့်ချပြီးတော့စစ်သားအများပြားကိုတက်ဖြတ်လိုက်ပါတယ်ကြောက်တုံးတွေကမိုးရွာသလိုကြာလာပြီးတော့အလောင်းတွေကလည်းတောင်းလို့ပုံနေပြီလေအသက်ရှင်ကြံရဲသူတွေကတော့နင်းနှချင်းဆိုင်စတင်ပြီးတိုက်ခိုက်ကြပါတော့တယ်ချင်းလုံးနဲ့ရွေးလုံးတို့တဖန်ပြန်နေတိုက်ခိုက်ကြပြန်ပါတယ်ခင်မြန်စွာပဲရွေးလုံးကချင်းလုံးရဲ့တိုင်းကျမ်းမှုကြောင့်ရှုံးနေသွားပါတော့တယ်ရွေးလုံးကချင်းလုံးကိုငကားတစ်စိတ်တော့ပြန်ပေးပါတယ် ညီကိုတိုင်ရောစင်ကြောင့်ချင်းလုံကရွေလုံကိုအသက်ချမ်းသာပေးလိုက်ပါတယ်။ဒါပေမဲ့ရွေလုံကတော့နောက်ွယ်ကနေတိုက်ခိုက်ချင်တာကြောင့်လက်ဆက်တက်ပြီးလေးရပါတော့တယ်။အဲ့ဒီချိန်မှာပဲထောက်ထောက်ကတော့ခြောင်ဝကိုမိသွားပြီးတော့သူမကိုတိုက်ခိုက်တော့မဲ့စေစေမှာသဲကန္နာရသခင်ကပေါ်လာပြီးသူမနဲ့တစ်ချိန်တိုက်ခိုက်ကခြောင်ဝကိုအရင်သွားခိုင်းလိုက်ပါတော့တယ်။ခဏကြာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့သဲကန္နာရသခင်ရဲ့တိုင်းပညာကထောက်ထောက်လောက်မကောင်းတာကြောင့်အပြင်းထန်တဲ့ရရသွားပါတော့တယ်။နောက်ဆုံးမှာတော့သူမရဲ့တန်ကျိုးအောက်မှာပဲလေကြတိဆုံးသွားပါပြီ။ချင်းလုံကခြောင်ဝကိုတွေ့တော့ဝမ်းသာသွားပြီးမြဲသဲကန္နာရသခင်ရဲ့တိဆုံးမှုကြောင့်ဝမ်းနေနေပါတယ်။ ချင်းလုံးနဲ့ခြောင်ဝါတို့လမ်းခွဲရပါတော့မယ်။နှစ်ယောက်လုံးတစ်ယောက်နဲ့တစ်ယောက်တန်ရောစီရှိရပြီးခွဲခွာဖို့ကတော့စိတ်မပါပါဘူး။ခြောင်ဝါကချင်းလုံးကိုသူမရဲ့အနာဂတ်သူတို့သားလောင်းနေစိစက်ကြောင်းလမ်းမှုဖျက်သိမ်းလိုက်ပြီဆိုတဲ့လေးဝဲချက်ကိုပြောပြလိုက်ပါတော့တယ်။ချင်းလုံးကလည်းသူမကိုကတိပေးလိုက်ပါတယ်။သူမခက်ခဲကြုံလာတဲ့ချိန်တိုင်းမှာလက်ကလက်ကောက်ကိုလှုပ်လိုက်ရင်ကူညီပေးဖို့သူပေါ်လာမှာပါဆိုပြီးတော့ကတိပေးထားတာပါ။ချင်းလုံးကချောင်ဝါကိုငကားတိတ်တော်ကိုအနောက်တိုင်းစစ်သူကြီးစီကိုယူဆောင်သွားဖို့တောင်းဆိုပြီးတော့သူကတော့ထော့ထော့ကိုကိုယ်တိုင်သွားပြီးရှင်းလင်းပါပြီ။အားလုံးပြီးသွားတာနဲ့သူမကိုလာရှာမှာပါ။ ချင်းလုံကထော့ထော့ကိုစွန့်ပစ်ထားတဲ့နှကုံးတစ်ခုစီကိုခေါ်ဆောင်သွားပါတယ်။ဒါကနောက်ဆုံးတိုက်ပွဲပါ။ရက်ဆက်ချမ်းကျုပ်တဲ့တိုက်ပွဲကြီးကတော့စတင်ပါပြီ။ဓားသွားတွေနဲ့တန်ကျူရိုက်ခတ်တဲ့နေကလည်းတုံလုံးခြောက်ခြားစေရပါ။ချင်းလုံကထော့ထော့ရဲ့လက်ဝါးချက်ကြောင့်သွေးရနဲ့ထိထိခိုက်သွားပေမဲ့အနည်းဆုံးတော့သူမကိုလည်းဓားတစ်ချက်ထိုးလိုက်နိုင်ပါတယ်။ချင်းလုံကဓားတစ်တာတွေကဆက်ကိုဖွင့်ပြီးတော့သူမကိုအနိုင်တိုက်ဖို့ပြေးဝင်သွားဖို့ရည်ရွယ်လိုက်ပေမဲ့မမျော်လင့်ထားဘဲနဲ့သူမကပြန်ပြီးတိုက်ခိုက်လိုက်နိုင်ပါတယ်။ဒါပေမဲ့ထော့ထော့ကအရန်ဝမ်းသာလွန်ပြီးတော့မြန်လုံးသွားတာကြောင့်သူမကတိုင်တလုံးကနောက်ကရိုက်မိပြီးတော့လဲကျသွားပါတယ်။ ဒါပေမဲ့သူမကအရန်အားကြီးတာကြောင့်ချင်းလုံကတန်တကားကိုပိတ်ဖို့တန်ကျိုးကိုဖျက်ဖို့ကြိုးစားပေမဲ့သူမကတော့ချင်းလုံကိုဖမ်းမိပြီးဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်တိုက်ခိုက်လိုက်ပါတော့တယ်အချိန်မီဓမြောင်နဲ့ပြုတ်လိုက်တာကြောင့်တကားကပြူကျသွားပြီးတော့ထုတ်ထွက်တယောက်ပြင်းပတ်နိုင်မဲ့ခြေထောက်တစ်ဖက်ညှက်မိသွားပါတော့တယ်အခုတော့နှစ်ယောက်လုံးဒဏ်ရာပြင်းထန်ရနေချိန်မှာထော့ထော့ကအင်ကြီးချွတ်တဲ့နီကိုထတ်သုံးလိုက်ပေမဲ့ဒီတချိန်မှာတော့ချင်းလုံကအဲ့ဒီအကွက်ကိုတိနေပြီးတော့သူမရဲ့အင်ကြီးကိုအပိုင်းပိုင်းဖြစ်အောင်အလွယ်တကူခုတ်ဖြတ်လိုက်ပါတော့တယ်သူမကချင်းလုံရဲ့ဓာတ်ချက်ပေါင်းများစွာနဲ့ခုတ်ပိုင်းခံလိုက်ရပါပြီ။နောက်ဆုံးမှာတော့နှစ်ယောက်လုံးပြင်ပန်းသွားကြပါပြီ ချင်းလုံကထော့ထော့ကိုပွေဖက်ပြီးတော့သူ့ရဲ့ဓာတ်တတကိုဖွင့်လိုက်ပါတော့တယ်ဓာတ်တတတွေကနေမြားသုံးဆင်းပြန်ထွက်လာတော့ထော့ထော့နဲ့ချင်းလုံရဲ့ခန္ဓာကိုယ်ကိုထိုးဖောက်ပြီးဝင်ရောက်သွားပါတော့တယ်နောက်ဆုံးမှာတော့အားလုံးကပြီးဆုံးသွားပါပြီသူ့ရဲ့ညီကိုတွေတို့လက်စားချေနိုင်လို့ဝမ်းသာနေပြီးတော့ကြမ်းကြီးဝေဖွဲကသူ့ရဲ့လမ်းကြောင်းကိုအဆုံးသတ်နိုင်ခဲ့လို့လေခြေနဲ့နေခဲ့ပါတော့တယ်ချောင်းဝါကငကားတစိတ်တော်ပေးဖို့တဲ့တာဝန်ကိုလည်းအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ပါတယ်မင်းသားချင်းရဲ့ပုံကံမှုကအစီအစဉ်မအောင်မြင်တဲ့အတွက်ကွက်မျက်မခံရခင်ပါပဲကိုကုတ်ကူတက်တည်သွားပါတော့တယ် ဧကရစ်ကလည်းအစိုးရအရေးတွေကိုစီမံခန့်ခွဲနေပြီးတော့အတိုင်ပင်ခံအမတ်မိသားစုကိုလည်းသူ့ယာရုသူပြန်လည်ပေးအပ်လိုက်ပါတော့တယ်။ချောင်ဝါကတော့အဆောင်ရှောက်ဖွဲ့ရဲ့အကြီးကြီးဖြစ်လာပါတယ်။အရေးကြီးဆုံးကသူမကအမြဲတမ်းချင်းလုံကိုသတိရနေပြီးတော့ခေါင်းလောင်းလေးကိုလှုပ်လိုက်ရင်သူပေါ်လာလိမ့်မယ်ဆိုပြီးတော့မျှော်လင့်နေသေးတာပါ။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုတောက်လျှောက်တင်ဆက်ပေးပါမို့ကျွန်တော်တို့ channel ကို like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။